ဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါသေးလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကိုကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီး တူတူဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတဲ့ဆုံးမတဲ့ဘုရားရဲ့ဆုံးမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားကမလို့ထင်တဲ့သုံးတာရှိတယ်။ဘုရားကမဆိုတာဘုရားရဲ့အာကမညဆောပြားရဲ့ဆုံးမတရားတော်တွေတို့ဒီလိုပဲအထိပ္ပယ်ရပါတယ်။ခုခေတ္တဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ့်ရဲ့စိတ်ကပ်မှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးရမှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကပ်မှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့။မှန်ပါဗျာ။အဓိကကဘုရားဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမသွန်သင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားကပါဠိဆုံးမတော်ဆိုကိုကျင့်တိလား ကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိရိတာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာအပြည့်တိုင်ဖြည့်ရှင်းပြီးဆဲတို့ကလွတ်မြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းညွတ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကိုပိဋကတ်30နိကေ9ပြတမခဏဘောင်း7000လေးတောင်မှာ ဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိဘယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားက ယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံတာမဟုတ်ပဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆုလိုတာဖြစ်လို့အချင်းချင်းမှတ်ရမှာတော့ပုရဝတ္တဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်သူရဲ့အန်တိတ်မဟီမန်ချက်ကရောဘာများဖြစ်မလဲဘယ်မှုတွေကိုခြေခံတယ်ဆိုတာလေးကိုပြောနော်မှန်ပါမှန်ပါမှုလို့ဆိုတာတဲ့ ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက